အခုတင်ဆက်ပေးမယ့်သတင်းကတော့ဒေါက်ဆန်းစုကြည်ရဲ့တတိယမြောက်ဥရောပခီးစဉ်ထွက်ခွာတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဗြိတိန်စစ်တပ်ကတူမှာအမှားစကားပြောကြားမှုအပါအဝင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်ဆန်းစုကြည်ရဲ့နေအကြေကျုပ်ကနေလွတ်မြောက်ပြီးနောက်ပိုင်းတတိယမြောက်ဥရောပခီးစဉ်ကိုမနေ့ကစတင်ခဲ့ပါတယ်။အခုခီးစဉ်အတွင်းမှာဒေါက်ဆန်းစုကြည်ဟာဥရောပနိုင်ငံ၅နိုင်ငံကိုတွားရောက်မှာဖြစ်ပြီးဗြိတိန်အပါအဝင်ပြင်သစ်၊အီတလီ၊ဘယ်လ်ဂျီယမ်နဲ့လူဇင်ဘတ်နိုင်ငံတွေကိုတွားရောက်မှာဖြစ်ပါတယ်။ ခရီးစဉ်အတွင်းဒေါ်ဆန်းစုကြည်ဟာဗြိတိန်နိုင်ငံဆန်ဟက်စစ်တပ်ကတူမှမေကွန်းပြောကြားမှာဖြစ်ပြီးဥရောပပါလီမန်ကတာဝန်ရှိသူတွေနဲ့တွေ့ဆုံခြင်းညအာယာလန်မှာငြိမ်းချမ်းရေးဖြစ်စဉ်ကိစ္စရပ်တွေလေ့လာဆွေးနွေးခြင်းနဲ့ပြင်သစ်နိုင်ငံမှာဆာခါရော့လူအခွင့်အရေးစုကိုလက်ခံရယူဖို့အစီအစဉ်ထားတယ်လို့သိရပါတယ်။ဒါအပြင်ဆွေးနွေးပွဲတွေတက်ရောက်ဖို့နဲ့မြမဒီမိုကရေစီအရေးအတွက်အစဉ်တစိုက်ထောက်ခံအားပေးခဲ့တဲ့အီတလီနိုင်ငံမှာရှိတဲ့မျိုးလေးမျိုးကိုတွားရောက်ဖို့လည်းအစီအစဉ်ထားတာဖြစ်ပါတယ်။ အခုခရီးစဉ်အတွင်းမှာဒေါက်ဆန်းစုကြည်နဲ့အတူဗဟုကောမဒီဝင်နဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးနိုင်ငံလင်းကိုရဲအရာရှိဒေါက်တာတင်မအောင်နဲ့ဦးစိုးဝင်းတို့လိုက်ပါသွားပါတယ်။ဒေါက်ဆန်းစုကြည်ရဲ့ပထမဦးဆုံးဥရောပခရီးစဉ်အဖြစ်2022ခုနှစ်ဇွန်လ23ရက်နေ့ကနေ29ရက်နေ့အထိဆွစ်ဇာလန်ပြင်သစ် ရိတိန်၊နော်ဝေး၊အိုင်ယာလန်နိုင်ငံတွေကိုတွားရောက်ခဲ့ပြီးဒုတိယမြောက်ဥရောပခီးစဉ်အဖြစ်2023ခုနှစ်စက်တင်ဘာလ10ရက်နေ့ကနေ16ရက်နေ့အထိပိုလန်၊ဟန်ဂေရီနဲ့ချက်သမ္မတနိုင်ငံတွေကိုတွားရောက်ခဲ့တာဖြစ်ပါတယ်။ထောင်ဆန်းစုကြည်ဟာ2010ပြည့်နှစ်နိုဝင်ဘာမှာနောက်ဆုံးအကြိမ်ကြာခံခဲ့ရတဲ့နေအိမ်အခြေချုပ်ကနေလွတ်မြောက်လာခဲ့ပြီး2012ခုနှစ်မေလ29ရက်နေ့မှာထိုင်းနိုင်ငံကိုတွားရောက်မှုကနေစတင်ကပြည်ပခီးစဉ်တွေကိုဇက်ထိုက်တွားရောက်ခဲ့တာဖြစ်ပါတယ်ရှင်။